တင်အမှတ်တမဲ့စားလိုက်တဲ့တချို့အစားအသောက်တွေကဒီနိုင်ငံတွေမှာတော့အကန့်ကောင်းစေတဲ့အစားအစာတွေဖြစ်နေတယ်ဆိုတာကိုသိပြီးကြပြီလားတချို့အစားအစာတွေကနိုင်ငံတော်တော်များများအတွက်တော့ပုံမှန်အစားအသောက်တွေဖြစ်ကြပေမဲ့တချို့နိုင်ငံတွေအတွက်ကတော့ကန့်ကောင်းစေတဲ့အစားအစာတွေဖြစ်နေပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့နိုင်ငံ9ခုမှစားကြတဲ့ကံကောင်းစေတဲ့အစားအစာ9မျိုးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ ။ဒါကြောင့်ဘယ်အစားအစာတွေကကံကောင်းစေတဲ့အစားအစာလေးဖြစ်ပြီးသူတို့ရဲ့နောက်ကွယ်မှာဘလို့အံ့ဩစရာကောင်းတဲ့အထိပ္ပယ်တွေရှိနေရဆိုတာကိုကြည့်လိုက်ရအောင်နော်။နံပါတ်1ခေါက်ဆွဲခေါက်ဆွဲဆိုတာနိုင်ငံတလွားမှာတော့ခေါက်ဆွဲကြောခေါက်ဆွဲပြုတ်စီချက်အစသဖြင့်လူတိုင်းအမျိုးမျိုးချက်စားနေကြတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ပြည်မှာတော့ခောက်ဆွဲရှည်တွေကိုအသက်ရှည်ခြင်းကိုကိုစားပြုတဲ့အစားအစာတစ်ခုအဖြစ်နဲ့သတ်မှတ်ကြပြီ မွေးနေ့တွေဒါမှမဟုတ်နှစ်တစ်ကူးနေ့တွေမှာစားကြပါဗျ။ဒါပေမဲ့ဒီလိုစားတဲ့နေရာမှာလည်းသတ်မှတ်ချက်တစ်ခုရှိပါဗျ။ဒါကတော့စားတဲ့အခါမှာခောက်ဆွဲကိုကိုက်ဖြတ်တာမျိုးမလုပ်ရဘဲခောက်ဆွဲရှည်လေးအသက်ရှည်လေးလို့သတ်မှတ်ထားပြီးခောက်ဆွဲမြင်မပြတ်အောင်စုပ်ယူစားတော့ကြရပဲဖြစ်ပါဗျ။ဒါကြောင့်တင်လဲတရုတ်ပြည်ကိုသွားလည်တဲ့အခါမျိုးမှာခောက်ဆွဲမြင်ကိုကိုက်ဖြတ်မစားမိဖို့လိုမယ်နော်။နံပါတ်1ငါ ငါးဆိုတာကနိုင်ငံတော်တော်များများမှာတော့ပုံမှန်ချက်စားကြော်စားနေကြဟင်းတစ်မျိုးပါပဲ။ဒါပေမဲ့ဂျပန်နိုင်ငံမှာတော့ငပားနီလို့ခေါ်တဲ့ငါးကကတ်ကောင်းချင်းနဲ့အထိမ့်မှန်ပွဲတွေကိုကိုစားပြုပါတယ်။ငပားနီကိုမဲတဲ့တိုင်းလို့ခေါ်ပြီးပျော်ရွှင်ခြင်းဒါမှမဟုတ်ကတ်ကောင်းချင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မွေးနေ့ပွဲတွေမင်္ဂလာဆောင်တွေပျော်ပွဲရွှင်ပွဲတွေနဲ့အထိမ့်မှန်နေ့တွေမှာတော့ငပားနေကိုစားသုံးလို့ရှိကြပါတယ်။ နံပါတ်3စပြစ်တီးချိုးချိုးချင်းချင်းလေးနဲ့ဗီတာမင်ဓာတ်အပြည့်အဝပါဝင်တဲ့စပြစ်တီးအားဒီနိုင်ငံမှာတော့ကံကောင်းတဲ့အသီးတစ်မျိုးပါပဲစပြစ်တီးအားဈေးလည်းကြီးသလိုအရသာလည်းရှိပြီးတချို့နိုင်ငံတွေမှာဆိုရင်ရှားပါးတဲ့အသီးတစ်မျိုးတောင်ဖြစ်နေပါပြီဒီလိုအရသာရှိတဲ့စပြစ်တီးအားစပိန်နိုင်ငံမှာဆိုရင်တော့ကံကောင်းစေတဲ့အသီးပါပဲ။ စပစ်သီးဆက်နှလုံးကို2.9ချိန်မှာစားမယ်ဆိုရင်တစ်နှစ်ပတ်လုံးကံကောင်းမှုတွေရောက်လာမယ်ဆိုတဲ့အယူဆရှိတာကြောင့်2.9ဆိုရင်စပစ်သီးတွေရောင်းကောင်းကြပါတယ်။ဒါပေမဲ့နောက်ထပ်အယူဆတစ်ခုကတော့ဒီစပစ်သီးဆက်နှလုံးကိုခေါင်းလောင်းတန်12ချက်နဲ့အတူတူစီးချက်ကြကြဝါမျိုးနိုင်တယ်ဆိုမှသာတစ်နှစ်ပတ်လုံးကံကောင်းနေမှာပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောဒီလိုမျိုးစားနိုင်ဖို့လွယ်မယ်ထင်ပါသလား။နံပါတ်၄ပဲနီလေး အဟာရလည်းရှိပြီးဟင်းချိုချက်တောက်တဲ့အခါမှာအရသာရှိတဲ့ပဲနီလေးရလည်းဒီနိုင်ငံမှာတော့နည်းနည်းရရစားစရာမဟုတ်ပါဘူး။ဒါကတော့အီတလီမှာပဲဖြစ်ပါတယ်။ပဲနီလေးကအီတလီနိုင်ငံရဲ့ငွေတင်းကားနဲ့ပုံစံတူတာကြောင့်ငွေချေးချမ်းသာမှုကိုစားပြုကြရလို့လည်းဆိုပါတယ်။ပဲနီလေးများများစားတဲ့နှစ်ဆိုရင်ငွေကြေးများများချမ်းသာတဲ့နှစ်ပဲလို့လည်းယူဆလေးရှိကြပါဗါဒ်။အီတလီနိုင်ငံမှာတော့ပဲနီလေးကိုဝက်ဥကြောင့်နဲ့ချက်စားလေးရှိကြပါဗါဒ်။ ။နံပါတ်5 Black Eyes Bee ပဲလုံးဖြူလို့ခေါ်တဲ့ဒီပဲတွေကဂျော်ဂျီယာတို့တောင်ကယ်ရိုလိုင်းနားတို့လို တောင်အမေရိကဒေသတွေမှာတော့ကံကောင်းတဲ့အစားအစာတစ်မျိုးလို့သတ်မှတ်ထားကြရပဲဖြစ်ပါတယ်။သူတို့တွေကဟူပင်းဂျုံလို့ခေါ်တဲ့ဝတာပဲစီနဲ့သမင်းပါဝင်တဲ့ဟင်းတစ်မျိုးကိုနှစ်တကူနေတိုင်းမှာစားကြရပဲဖြစ်ပါတယ်။ဒီမှာဆိုရင်လည်းပဲစီတွေကဒင်းငါးပြားနဲ့ပုံစံတူတာဖြစ်လို့ကံကောင်းပြီးလက်လာပါကြွယ်ဝရလို့အယူရှိကြရပဲဖြစ်ပါတယ်။ နံပါတ်6တလဲသည်တလဲသည်ကိုတော့ခရီးလူမျိုးတွေကကံကောင်းခြင်းမွေးဖားခြင်းနဲ့အသစ်စတင်ခြင်းဆိုတဲ့အဓိပ္ပာယ်တွေသတ်မှတ်ထားကြပါတယ်။နှစ်တကူပွဲတော်တွေမှာဆိုရင်လည်းတလဲသည်နဲ့အင်တကားကိုပြစ်ပေါက်ကြပြီးတလဲသည်ကနေအစီအမများထွက်လာလေလေကံကောင်းမှုများလေလေပျော်ရွှင်မှုများလေလေလို့လည်းအယူဆရှိကြပါတယ်။နံပါတ်9လိန်မော်သည်ဒါကလည်းတရုတ်နိုင်ငံမှာပါပဲ။ တရုတ်လူမျိုးတွေကနှစ်ကူးကြောကြတဲ့အခါတွေမှာလိမ္မော်သီးကိုလက်ဆောင်အဖြစ်ပေးကြသလိုရစ်ပူစော်တဲ့နေရာမှာလည်းသုံးကြပါဗါးကဘာကြောင့်လဲဆိုရင်တော့လိမ္မော်သီးကတရုတ်လူဆိုရင်ကံဆိုတဲ့အထိပ္ပယ်ရရဲဆိုတဲ့အတိုင်းကံကောင်းခြင်းတွေကိုယူဆောင်လာပေးနိုင်တယ်လို့အယူဆရှိကြလို့ပဲဖြစ်ပါတယ်ကဲအခုပြောပြပေးသွားခဲ့တာလေးတွေကတော့နိုင်ငံတော်တော်များများမှာပုံမှန်အမှုမဲ့အမှတ်မဲ့စားတောက်လိုက်တဲ့အစားအစာလေးဖြစ်ပင်မဲ့တချို့နိုင်ငံတွေအတွက်တော့ထူးခြားတဲ့အစားအစာလေးတွေရဲ့အကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုဘ ഹു ဒုဒရရစရာအကြောင်းအရာလေးတွေကိုသိချင်တယ်ဆိုရင်เนาะ channel လေးကို like and follow လုပ်ခဲ့ပြီးအောင်เนาะ